Good afternoon everyone. Gain with Ayan နဲ့ကြိုဆိုပါရစေ။ဒီနေ့မှာဆိုလို့ရှင်နားထောင်ရင်စာသင်အစီအစဉ်လေးဖြစ်တယ်။ဘာဖတ်ကြမလဲ။ဒီနေ့ဒီ finding a job, finding ရှာဖွေခြင်း a job အလုပ်တစ်ခုအလုပ်တစ်ခုရှာဖွေခြင်း okay အလုပ်ရှာတဲ့အကြောင်းဖတ်ကြမယ်ပေါ့နော်။ find ရှာဖွေသည် finding ရှာဖွေခြင်း finding a job အလုပ်တစ်ခုရှာဖွေခြင်း okay ကြည့်ကြည့်မယ်။ read the following article အောက်ပေါ်ပြပါစောင်းပါလေးကိုဖတ်ပါ pay special attention to the words in bold ဘိုးလောက်ထားတယ်ထူထူလေးလောက်ထားတယ်စကလုံးလေးတွေကိုအထူးအာရုံပြုဂရုစိုက်ပါ okay တည်ရအောင် finding a job အလုပ်တစ်ခုရှာဖွေခြင်း in the united states united states မှာ takes time and effort takes ဆိုတာကယူတယ်ဒီနေရာမှာဘာတွေလိုအပ်တယ်လဲဆိုတော့အချိန်လဲလိုတယ် effort အားစိုက်ထုတ်မှုလည်းလိုတယ်ပေါ့နော် time and effort အချိန်ရောအားစိုက်ထုတ်မှုရောလိုပါတယ်တဲ့ United States မှာ အလုပ်တစ်ခုရှာရတာကအချိန်လည်းလိုတယ်အားစိုက်ထုတ်မှုလည်းလိုပါတယ်နောက်တစ်ခု here are ဒီမှာဖြစ်ကြပါတယ် some tips Sam အချို့ chip ဆိုတာဒီကိစ္စတစ်ခုခုကိုလွယ်ကူသွားဖို့သိတဲ့အချက်အလက်လေးတွေပေါ့အဲ့ဒါကို tips လို့ခေါ်တယ်ပေါ့နော် Here are some tips ရော့ဒီမှာကအချို့အချက်အလက်လေးတွေဖြစ်ပါတယ် to help you နင့်ကိုကူညီဖို့အတွက်အလုပ်ရှာတဲ့အခါမှာဘာတွေတော့လုပ်ပါဘာတွေတော့မလုပ်ပါနဲ့သူကအချက်ကလေးတွေနဲ့ရေးထားတယ်ပေါ့ဘယ်နှချက်လဲဆိုတော့1 2 3 4 5 5ပေါ့နော်အချက်၅ခုနဲ့ပြောထားတယ် Okay ကြည့်ကြမယ်နံပါတ်1အချက် write a good resume right ရေးပါ a good resume resume ကောင်းကောင်းရေးပါတယ် resume ဆိုတာကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်ပေါ့နော်ကိုယ့်ရဲ့ကိုယ့်ကိုဘာဒီခံမဲ့လူတွေကိုယ့်ရဲ့အလုပ်ရှင်တွေမြင်ဖို့အတွက်ငါဆိုတာဘသူကြီးပါဆိုပြီးတော့ဒါစာရွက်စာတမ်းနဲ့အရင်သူတို့ကြည့်မှာပဲလူရုပ်အရင်မကြည့်ဘူးဒါမျိုးပေါ့ဒီ resume လေးကိုကောင်းကောင်းရေးပြပြရောမရေးနဲ့ write a good resume include ပါဝင်မှာ only relevant experience အအခုကိုလျှောက်တဲ့အလုံးနဲ့ကိုက်ညီတဲ့လျော်ညီတဲ့အတွေ့အကြုံတွေပဲထည့်ပါပေါ့နော်ကိုလျှောက်တာက စရင်းကိုင်းဒါပေမဲ့ဘယ်တော့ကငါအာဗာလဲဝေတာလုတ်ဖူပါတယ်ဆိုတာမျိုးတိတ်ပြီးတော့မလျော်ညီဘူးဒီကောင်ကိုလာပြီးတော့လျော်ညီစေမဲ့အတွေ့အကြုံတွေကိုပဲထည့်ပေးပါတဲ့ describe your accomplishment describe တယုတ်ဖော်ပြပေးပါ your accomplishment နေ့ရပြီးမြောက်အောင်မြင်မှုတွေဘာတွေတော့အောင်မြင်ထားပါတယ်ဘာတွေတော့ကိုကတော်ထားပါတယ်ဆိုတာလေဖော်ပြပေးပါတဲ့ avoid ရှောင်ရှားပါ including unnecessary information မလိုအပ်တဲ့သတင်းအချက်အလက်တွေထည့်တာကိုရှောင်နေမလိုဘဲနဲ့ငါတော့မြင်းစည်းတော်တယ်ငါတော့ဗတ်တန်ရိုက်တတ်တယ်ဒါမျိုးတွေသွားပြီးတော့ထည့်စရာမလိုဘူး consider ထည့်သွင်းစဉ်းစားပါ skin a friend တငယ်ချင်းတယောက်ကို တောင်းဆိုမယ် to read your resume ကိုယ့်ရဲ့ resume လေးကိုဖတ်ကြည့်ခိုင်းဖို့ to check it စစ်ဆေးဖို့အတွက် for grammar တဒါ and ပြီးတော့ spelling mistake စလုံးပေါင်းအမှားတွေကိုက resume လေးကိုဒီလိုမျိုးပေါ့နော်တင့်တော်တဲ့ အတွေ့အကြုံလေးတွေလည်းထည့်ထားတယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်ပေါက်မြောက်မှုလေးတွေလည်းထည့်တယ်မလို့အပ်တာတွေလည်းမထည့်ထားဘူးပြီးလို့ရှင်ဒီတိုင်းမပြီးသေးဘူးတငယ်ချင်းတယောက်ကိုဒါတဒါလေးတွေလည်းစစ်ပေးပါအောင်စလုံးပေါင်းလေးတွေမှန်လားဆိုပြီးဒုတိယနောက်တစ်ယောက်ကိုနောက်ထပ်အုံနောက်တစ်ခုနဲ့ပေါ့ကြည်ခိုင်းလိုက်ကိုပါကိုကြည်ရင်မျက်စိရှမ်းတာဖြစ်နေနိုင်တယ်ပေါ့โอเคအဲ့ဆိုနံပါတ်1အချက်မှာသူပါပြောသွားလဲကိုရေးအချက်လက်ဖောင်ကိုကောင်းကောင်းရေးတင့်လျော်တဲ့လျော်ညီတဲ့အတွေ့အကြုံတွေကိုပဲချက်ကိုရဲ့အောင်မြင်ပေါက်များမှုတွေကိုလည်းဟောပြ ဒါပေမဲ့မလိုအပ်တဲ့သတင်းအချက်လက်တွေကိုဖွထဲ့တာနေပြီးတော့ရှောင်ရှားမထဲ့နဲ့တငယ်ချင်းတယောက်ကိုတဒါတွေမှန်ရဲ့လားငါရဲ့စလုံးပေါင်းတွေမှန်ရဲ့လားဆိုပြီးတော့ဒါဖတ်ခိုင်းကြည့်ပေး စစ်ဆေးခိုင်းကြည့်ပေးလိုက်ပါတဲ့อืมအဲ့ဒါဆိုရင်ဒီမှာကြည့်ကြည့်ရအောင် write a good resume include only relevant experience describe your accomplishment avoid including unnecessary information Consider asking a friend to read your resume to check it for grammar and spelling mistakes. Okay, ဆက်သွားကြည့်ရအောင်။ Find out. Find out ဆိုတာရှာဖွေပါ၊သိအောင်လုပ်ပါ။ About available jobs. အာ available jobs လစ်လက်နေတဲ့အလုပ်တွေအကြောင်းသိအောင်လုပ်ဒီတိုင်းကြီးထိုင်မနေနဲ့ပေါ့နော်။ဘယ်အလုပ်နေရာတွေကလစ်လက်နေလဲဆိုတာကိုကိုယ့်ဘာကိုသိအောင်လုပ်ဟေ။ One way နီးလန်းတစ်ခုကတော့ဘယ်လိုလုပ်ရမှာလဲ။လစ်လက်နေတဲ့အလုပ်တွေကိုဘယ်ကောင်နေလစ်လက်နေလဲသိအောင်ဘယ်လိုလုပ်မလဲဆိုတော့နီးလန်းတစ်ခုကတော့ is ဖြစ်ပါတယ် by looking on the internet internet majira Daro a very easy one ပေါ့เนาะအရန်လွယ်တယ် another way now နောက်ထပ်နည်းလမ်းတစ်ခုကတော့ is ဖြစ်တယ် by networking နဲ့ကိုရက်တိဆောက်ခြင်းနဲ့လည်းသိလို့ရတယ်တဲ့ Okay networking ကိုရက်တိဆောက်ခြင်းဆိုတာဘာကိုပြောချင်တာရော तू ကပြန်ပြီးတော့ရှင်းပြလိုက်မယ် networking ကိုရက်တိဆောက်ခြင်းဆိုတာ means ဆိုလိုပါတယ် exchanging information with anyone you know who might know of a job exchanging information တတင်းအချက်အလက်ဖလှယ်တာဖြစ်ပါတယ် with anyone you know နင်သိသမျှဘလူနဲ့မဆို who might know of a job အလုတ်အကြောင်းသိနိုင်လေလူတိုင်းနဲ့ကိုယ့်ရဲ့သတင်းအချက်အလက်တွေကိုဖလှယ်ပါပေါ့ဥပမာဆိုရင်ဖလှယ်ပါဆိုတာဒီကိုကတော့ဒါဘာလုံးလုတ်ပါလဲဆရာလုတ်တယ်ဆိုတော့ငါကတော့ဆရာလုတ်တယ်ဘလို့အချိန်နေမှာ one on one တင်နေဆိုရင်လည်း one on one လေးတွေတင်ပါတယ် group of တန်းလေးတွေတင်ပါတယ်တစ်ဖက်လူတွေသိအောင်လို့ဒါကိုရက်ကိုဖြန့်တက်ခိုင်းထားတာပေါ့နော်อืม these people might be able ဒီလူတွေမှာတက်နိုင်ခြင်းတက်နိုင်ကောင်းတက်နိုင်လိမ့်မယ် to give you insider information ဒါအတွင်းအချက်သတင်းအချက်လက်တွေပေါ့အပြင်ကိုမထုတ်တဲ့အသင်းတဲ့အချက်လက်တွေလည်းသိခြင်းသိနိုင်တယ်သူတို့က about a company ကုမ္ပဏီတစ်ခုအကြောင်း such as ဘလိုမျိုးလဲ who is in charge of hiring အာဘသူကဒါလူ ခတ်တဲ့နေရာမှာအရေးပါတာလေအဲဒီလူကတော့ဒါလူကိုခတ်တဲ့လူပဲပေါ့နော်ဒါလူတွေခတ်တဲ့ HR ကဒါ manager ကြီးပေါ့ HR manager ကြီးဒါမျိုးတွေပေါ့အပြင်ကဒီတိုင်းနေကြည့်ရင်မသိနိုင်တဲ့အတွင်သတင်းတွေကိုဒီလိုလူတွေကပြောပြပေးပြောပြပေးနိုင်တယ်တဲ့ and what it is like to work at their company ပြီးတော့သူတို့ company မှာအလုပ်လုပ်ရင်ဘာတွေမျှော်လင့်လို့ရတယ်ဘာတွေတော့အမျှော်လင့်လို့မရဘူးဒါမျိုးလေးတွေလည်းဒါအတွင်သတင်းလေးတွေသိရနိုင်တယ်ပေါ့ဒီလို networking လုပ်ထားရင် internet ကရှာလို့မရတဲ့သတင်းတွေပေါ့နော် okay you can find out နင်နောက်ထပ်ရှာဖွေနိုင်ပါသေးတယ် about a job အလုပ်တစ်ခုအကြောင်းကို before it is even advertised အဲတော်ညာထဲမှာမထည့်ခင်ပါတင်ကိုကိုကကြိုသိနေတာမျိုးတောင်ဖြစ်နိုင်သေးတယ်တဲ့ဘာလို့လဲဆိုတော့ဒီလူတွေနဲ့ကိုကသိတယ်ဆိုတော့အလုပ်တစ်ခုလစ်လက်ပြီဆိုရင်သူကမကြော်ညာခင်မှာအတွင်းကဘေးရလူတွေအရင်သိတာဟိုဒါမျိုးတောင်ဖြစ်နိုင်သေးတယ်တဲ့ networking လုပ်ထားရင်မကွန်ရက်တိစောက်ထားရင် the wall street journal wall street journal ကဘာပြောလဲ reports တင်ပြထားပါတယ် that 94% of people who succeed in finding a job အာအလောက်ရှာဖွေတဲ့နေရာမှာအောင်မြင်သွားတဲ့လူတွေက64ရာခိုင်နှုန်းလောက်ကတဲ့စေပြောတယ် that networking was a big help ဒီလိုကိုရက်တိဆောက်ထားလိုက်တာအကူအညီကြီးကြီးမားမားရတယ်လို့ပြောတယ်တဲ့ဒါအင်တာနက်ကနေပဲရှာနေလို့မရဘူးပေါ့နော်ကိုရက်တိတိဆောက်ထားရမယ်ဒါမှ ဒီလူတွေကသတင်းအချက်လက်တွေကိုအတွင်းသတင်းတွေကိုကိုကသိရမယ်အလုတ်တစ်ခုကိုမကြော်ညာခင်မှာတောင်မှဟာဒီအလုတ်ကရှောက်လို့ရနိုင်ချေရှိတယ်ဆိုတာကိုသိရမယ်တဲ့ Okay နံပါတ်2မှာဗာပြောသွားလဲလစ်လက်နေတဲ့အလုတ်တွေကိုကိုပါကိုရှာဖွေနံပါတ်1နီလန်းကအင်တာနက်မှာရှာတာသူအဓိကဖိပြီးပြောသွားတာကနံပါတ်2နီလန်းကိုပြောသွားတယ်အဲ့ဒါဘာလဲဆိုတော့ networking ကိုရက်တိဆောက်ခြင်းကိုရက်တိဆောက်တာကိုသူ definition ဖွင့်ထားသွားတယ်ဘာလဲဆိုတော့ဒီအလုတ်အကြောင်းသိနိုင်သမျှလူတွေနဲ့ သတင်းချက်လက်တွေဖလှယ်ထားတာဒီကွန်ရက်တိဆောက်တာဒီလူတွေကကိုယ့်ကိုဘာလုပ်ပေးနိုင်လဲအတွင်းသတင်းတွေကုမ္ပဏီတစ်ခုရဲ့အတွင်းသတင်းတွေပြောပေးနိုင်တယ်ဘသူတွေကတော့ဒါလူငါတဲ့နေရာမှာလူခတ်တဲ့နေရာမှာဆရာကြီးဒီလူကိုတော့ဒါတိတဲ့နေပေါ့နောက်တစ်ခုကသူတို့ကုမ္ပဏီမှာအလုပ်လုပ်ရတာဘလို့မျိုးဘာတွေမျှော်လင့်လို့ရတယ်ဘာတွေကတော့မျှော်လင့်လို့မရဘူးဆိုတာမြင်ရမယ်ပြီးတော့ကြတော့အလုပ်တစ်ခုကမကြော်ညာခင်မှာတော့မှကိုကတိလာတော့တောင်းတိလာနိုင်တယ် Wall Street Journal အားတဲ့သူကဒါကိုထက်ပြီးတော့ထောက်ပို့သွားအောင်ဒါကိုဖတ်နေရတဲ့လူကယုံကြည်သွားအောင်သူဘယ်လိုပြောလဲဆိုတော့အဲ Wall Street Journal ကတင်ပြတဲ့အထဲမှာပေါ့အလုံရှာတဲ့နေရာမှာအောင်မြင်သွားတဲ့64ရာခိုင်နှုန်းလောက်ကဘာပြောလဲဆိုတော့သူတို့ဒီလို networking လုပ်ထားတာကအရန်အကူအညီရတယ်ဆိုတာမျိုးသူကဒီအချက်လက်ကလေးနဲ့ပေါ့နော်အ statistic လို့ပြောရမှာပေါ့နော်64ရာခိုင်နှုန်းကတော့ပြောတယ်ဒါမျိုးလေးသူကအချက်လက်နဲ့လာပြီးတော့သူပြောတာကိုထပ်ပြီးတော့ထောက်ပို့ခိုင်းထားတယ်ပေါ့อืมအဲဆိုဖတ်ကြည့်မယ် find out about available jobs. One way is by looking on the internet. Another way is by networking. Networking means exchanging information with anyone you know who might know of a job. These people might be able to give you insider information about a company, such as who is in charge of hiring and what it is like to work at their company. You can find out about a job before it is even advertised. The Wall Street Journal reports that 94% of people who succeed in finding a job say that networking was a big help. Okay, ဆက်သွားကြည့်အောင်ဒုတိယအချက်ပြီးသွားပြီတတိယအချက် practice လေးကျင်မှာ before you go for an interview interview သွားပြီးတော့မဝင်ခင်မှာလေးကျင်သွားတယ်ဒီတိုင်းမှာသွားပြီးတော့မှအမိစင်ကြီးကမယ်ဆိုတာမျိုးမလုပ်နဲ့တဲ့ the more prepared you are ပိုပြီးတော့နင်ကပြင်ဆင်ထားလေလေ the more relaxed you will feel နင်ပိုပြီးတော့တက်တောင့်တတာဖြစ်မှာပါတဲ့ and the more you will convey confidence အဲလိုပိုပြီးတော့ကိုကတက်တောင့်တတာဖြစ်နေမှာပဲကိုကယုံကြည်မှုရှိတယ်ဆိုရယ်ကိုရဲ့ confidence ကိုပိုပြီးတော့ပြနိုင်မှာပေါ့နော် okay if you are worried about saying or doing the wrong thing နင်ကစိုးရိမ်ပူပန်နေတယ်တဲ့အမားတွေပြောမိမှာအမားတွေလုံမိမှာကိုကြိုတင်စိုးရိမ်ပူပန်နေတယ်ဆိုရင် practice will help လေးကျင်တာကတော့အကူအညီပြုလိမ့်မယ်ပြောကျင်တာလေးကျင်ပေါ့နော်ကိုကအမားတွေပြောမိမယ်အမားတွေလုံးမိမှာစိုးရဲဆိုရင်လေးတာလေးကျင်သွားလို့သူပြောတယ်ပေါ့โอเค နံပါတ်3အချက်ကသူပါပြောလဲဆိုတော့အင်တာဗျူးမသွားခင်မှာကြိုလေးကျင့်သွားပို့ပြီးတော့ပြင်ဆင်ထားလေလေပို့ပြီးတော့တတောင်းတတာဖြစ်လေလေပြီးတော့နောက်ဆုံး result အနေနဲ့ရလက်အနေနဲ့နေရပို့ပြီးတော့ confidence ကိုကိုယ့်ရဲ့ယုံကြည်ကိုကိုကိုယုံကြည်မှုကိုပို့ပြီးတော့ပြသနိုင်လေလေဖြစ်မယ်တဲ့တကယ်လို့ဒါကိုကအမားတွေပြောမိမှာအမားတွေလုံမိမှာကိုစိုးရိမ်နေတယ်ဆိုရင်လေတာလေးကျင့်လိုက်ဒါကအကူအညီဖြစ်လိမ့်မယ်อืม Practice before you go for an interview. The more prepared you are, the more relaxed you will feel, and the more you will convey confidence. If you are worried about saying or doing the wrong thing, practice will help. Okay, ဒါကတော့လေ့ကျင့်စမ်းလို့ပြောသွားတယ်ပေါ့ Number 4 Number 4ပါလောက်ခိုင်းမလဲတကြောင်နေပဲ four. Learn something kuku you like တခုခုသင်ယူလိုက်ပါရရှိအောင်နားလည်အောင်လုပ်လိုက်ပါ About the company company ကုမ္ပဏီအကြောင်းကို By going to the company's website ကိုကဒီကုမ္ပဏီမှာ interview တော့ဝင်မယ်ဆိုဒီကုမ္ပဏီအကြောင်းကိုလည်းသိရအောင်လို့ဒီကုမ္ပဏီရဲ့ website ထဲကိုသွားသွားပြီးတော့ဒီကုမ္ပဏီကဘလို့ရက်တီချက်တွေနဲ့နေလဲသူတို့ရဲ့ vision mission တွေကဘာလဲဆိုတာကိုသိအောင်အရင် လုတ်ပြီးတော့มาသွားတယ်မဟုတ်ဘဲနဲ့သူတို့ကုမ္ပဏီအကြောင်းမသိဘူးဆိုလို့ရှိရင်ဟာငါတို့ကုမ္ပဏီနဲ့တင့်တော်တယ်လို့နင့်ကိုနေဘလို့ထင်လဲဆိုရယ်မိကိုနေမေးလာတဲ့အခါမှာကို့မှာဖြည့်စရာအာအာကြီးဖြစ်နေမယ်ပေါ့နော်လာစာကောင်းမယ်ထင်လို့လို့ဖြည့်မရဘူး okay အဲ့ဆိုဒီချက်မှာ तू ဟာရှင်းရှင်းလေးနဲ့တကြောင်နဲ့ပြောသွားတယ် ကိုသွားပြီးတော့အင်တာဗျူးဖြည့်မယ်ကုမ္ပဏီအကြောင်းကိုသူ့ website ထဲကိုဝင်ပြီးတခုခုတော့သိအောင်လုပ်ခဲ့ learn something about the company by going to the company's website okay ဒါကတော့ number 4အချက် number 5 number 5အချက်ပါလေ arrive at least 15 minutes 15မိနစ်လောက်အနည်းဆုံး before မတိုင်မီမှာ the schedule time of your interview နေ interview ပြရမယ်လို့ဒါအချိန်စရာသူတို့ပေးထားတဲ့အချိန်စရာမတိုင်မီ15မိနစ်အနည်းဆုံးလောက်အလိုမှာသွားပြီးတော့ရောက်အောင်သွားထားရတယ်ပြောချင်တာကြိုပြီးတော့15မိနစ်လောက်ရောက်အောင်သွားထားရတယ်နော် feeling relaxed is important တတောင်းတတာဖြစ်နေတာကအရန်အရေးကြီးတယ်။ကိုကလော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 ရောက်တော့မလားရောက်တော့မလားအချိန်ကဟိုကမဖြစ်ဘူးဆိုလို့ရှိရင်အဲ့ဒါမောမောပမ်းနဲ့ဖြည့်တဲ့အခါမှာလည်းကြုံကြီးရင်နေဖြစ်သွားနိုင်တယ်ပေါ့။อืม arriving on time အချိန်မှန်ရောက်တာ or ဒါမှမဟုတ်ရင် just a few minutes before the interview interview မတိုင်ခင်မိနစ်ပူစီလောက်လေးပဲကက်တီလေးရောက်တာမျိုးက doesn't give you time to relax နေ့ကိုစိတ်အေးသက်သာဖြစ်သွားစေဖို့အချိန်မရှိတော့ဘူးကွချက်ချင်းဝုန်းကနေဝုန်းကနေဝင်ပြေတဲ့အချိန်မှာစိတ်လောပြီးအဆင်မပြေတာမျိုးဖြစ်နိုင်တယ်တဲ့အဲအကြောင်း तू ကဒီမှာအဓိကဘာပြောသွားလဲဆိုတော့ကိုအချိန်စရား तू ပေးထားတဲ့ဟာထက် အနည်းဆုံး15မိနစ်လောက်စောပြီးတော့ရအောင်သွားပေးပါတတောင်တတာဖြစ်ဖို့ကအရေးကြီးတယ်ပေါ့နော်အချိန်မှန်ဓာတ်ခနဲ့ရောက်တာဒါမှမဟုတ်မိနစ်နည်းနည်းလေးပဲစောပြီးတော့ရောက်တာကစင်မပြေဘူးတတောင်တတာဖြစ်သွားဖို့ဂျားထဲမှာအချိန်မရှိလိုက်ဘူးပေါ့နော် Okay arrive at least 15 minutes before the scheduled time of your interview feeling relaxed is important arriving on time or just a few minutes before the interview doesn't give you time to relax โอเคကောင်းတယ်ဗျ these are very good facts သူဘာတွေပြောသွားလဲအလုတ်ရှာတဲ့အကြောင်းပြောသွားတယ်သူကတော့ United States မှာရှာတဲ့အကြောင်းပြောတာဗောနော်โอเค United States မှာအလုတ်တစ်ခုရှာရတာအချိန်နဲ့ပေးရတယ်အားစိတ်ထုတ်မှုလည်းပေးရတယ်ဒီမှာကသူကအချက်အလက်ကလေးတွေပေးထားတယ်ဗောအချက်လက်၅ချက်ဘာလို့တင်လဲဗောနံပါတ်1 resume ကောင်းကောင်းရေးကိုယ့်ရဲ့ကိုယ်ရေးအချက်လက်ဖောင်ကိုကောင်းကောင်းရေးစီလျော်တဲ့အတွေ့အကြုံတွေပဲထက်ကိုယ့်ရဲ့အောင်မြင်ပေါက်မြောက်မှုတွေကိုလည်းဖော်ပြပေးမလိုအပ်တဲ့အချက်လက်တွေမထည့်နဲ့တငယ်ချင်းတယောက်ကိုကိုယ်ရေးထားတဲ့ဟာလေးကို grammar တွေမှန်လားစာလုံးပေါင်းတွေမှန်လားစစ်ဆေးခိုင်းပြီးတော့ဘာလို့တွေလစ်လက်နေလဲဆိုတာကို ကြည့်အမြဲတမ်းနံပါတ်1နေရာကျတော့ internet မှာကြည့်နံပါတ်2နေရာကျတော့ networking လုပ် networking ဆိုတာဘာလဲတယောက်နဲ့တယောက်သတင်းချက်လက်ဖလှယ်ထားတာဒီလိုဖလှယ်ထားရင်ဘာတွေရနိုင်လဲဒီ company မှာဘသူကအလုပ်ခန့်တဲ့နေရာမှာအရေးပါတယ်ဒီအလုပ်ဒီမှာလုပ်ရင်ဘာတွေရနိုင်လဲဆိုတာမျိုးတွေသိရမယ်အလုပ်တစ်ခုကကြောညာမဝင်ခင်မှာတောင်မှကိုကဟာဒီအလုပ်လစ်လက်တယ်ရှောက်လို့ရတော့မယ်ဆိုတာကြိုသိရတာမျိုးဖြစ်နိုင်တယ် Wall Street Journal ကဘာတွေတင်ပြထားလဲဆိုတော့အလုပ်လျှောက်တဲ့နေရာမှာအောင်မြင်သွားတဲ့လူတွေရဲ့94%ခန့်တော့ဟာ ဒီလို networking လုပ်ထားတာက အကူအညီကောင်းကောင်းကြီးရတယ်လို့ပြောတယ်ဆိုပြီးတော့သူအချက်လက်လေးနဲ့ statistic လေးနဲ့ပြန်ပြီးတော့ထောက်ပို့ထားတယ်။နံပါတ်3အချက် အင်တာဗျူးမသွားခင်မှာလေးကျင့်သွားပို့ပြီးတော့ကိုကိုကိုအစင်သင်းဖြစ်နေလေလေပို့ပြီးတော့တတောင်းတတာဖြစ်လေလေပြီးတော့ကိုကိုကိုယုံကြည်မှုကိုပို့ပြီးတော့ပြနိုင်လေလေပဲတကယ်လို့ကိုကအမှားပြောမိမှာအမှားလုပ်မိမှာကိုစိုးရိမ်နေဆိုရင်လေးတာလေးကျင့်လိုက်ပါဒါကအကူအညီရလိမ့်မယ် number 4အချက်ကုမ္ပဏီ website ကိုအရင်ကြည့်ပြီးတော့ဒီကုမ္ပဏီကဘလို့ရက်တီချက်နဲ့ဘလို့မျိုးနဲ့သွားနေလဲဆိုတာကိုသိအောင်လုပ်ထားပြီးတော့အင်တာဗျူးဖြေဖို့အတွက်သူပေးထားတဲ့အချိန်ထက်အနည်းဆုံး15မိနစ်လောက်စောအောင်သွားဒါဆိုရင် ိတ်ကတက်တောင့်တသာဖြစ်ဖို့အချိန်ရှိမယ်တကယ်လို့အချိန်မှန်ကြီးဘုတ်ခနဲ့ကွက်တီရောက်တာမျိုးနည်းနည်းလေးပဲစောရောက်တာမျိုးဆိုရင်ကိုမတက်တောင့်တသာအမောဖြေလိုက်ဖို့အချိန်မရှိတော့ဘဲနဲ့လော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 ကြီးဖြစ်သွားနိုင်တယ်။ Okay, thank you very much. Please subscribe my channel.